မင်္ဂလာပါမြန်မာ top entertainment မှာကြိုဆိုပါရစေကျွန်တော်လူဖြိုကြီးပါအခုတစ်ခေါက်မှာတော့စာရေးဆရာခတ်စောရဲ့အမောင်တဲမှာမြင်သားများ1990အခန်း19ကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူတို့ခေါ်ဆောင်ရာထောက်လှမ်းရေးရုံးချုပ်တို့ပေးတာလိုက်ပါသွားပါတယ်ရုံးကမှာရှိတဲ့အင်ကန်တခုတည်းတို့အရောက်မှာတော့ဗေဒာနဲ့ခင်မင်းနဲ့ဘိုးကြီးရန်တိုင်းမြင့်ကိုပါတွေ့လိုက်ရပါတယ် ဘုံကြီးရိုင်နှမြင့်ဘေးတွင်ထိုင်နေသူကဘေးဒါအားတံပြန်ထောက်မှဖမ်းဆီးစဉ်ကလာရောက်ထုတ်ယူပေးသွားတဲ့ပုံမူပါဒီတိုင်းဆိုထောက်လိုက်ဤဌာနပေါင်းစုံပါဝင်နေသည့်ဖြင့်ဝင်းကြီးကိစ္စကို operation ကြီးတစ်ခုအနေဖြင့်သတ်မှတ်ထားကြောင်းလဲဘေးဒါခံမှန်းမိလိုက်ပါတယ်ကိုဘေးဒါမတွေ့တာကြပြီလက်ထိုင်ပါဘေးဒါကသူတို့ညွန်ပြတဲ့စတိဆိုဘာကုံတွင်ဝင်ထိုင်လိုက်ပါတယ်သူဟာထောက်လိုက်ဤအရာရှိများကဝင်းရံထိုင်လိုက်ကြပါတယ် ကိုဗီရာနဲ့အခုတလောအရန်ရင်းနေတဲ့ဝင်ကြီးရဲ့ကိစ္စအနံ့တွေတားထွက်နေတယ်ဗျဘုန်းကြီးရန်နိုင်မြတ်က ပြောလိုက်ပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့ S1 ကြီးကအထောက်ထားပြည့်စုံနေလိုချင်နေတယ်သူကတိုက်ရိုက်ခိုင်းတဲ့ကိစ္စဆိုတော့ကျွန်တော်တို့မဖြစ်ဖြစ်အောင် လုပ်ရမယ်ကိုဗီရာဗီရာကပခုံးတွန့်ပြလိုက်ပါတယ်အဲ့ဒါကိုဗီရာကျွန်တော်တို့ ਨੇ ပူပေါင်းဆောင်ရွက်ရလိမ့်မယ်ဗျာကျွန်တော်ကဒီကိစ္စမင်းကစခဲ့တဲ့ဇလမဲပြီလား မင်းငါတို့ကူညီရမယ်မဟုတ်ရင်တော့အရင်တစ်ခေါက်လိုမျိုးမင်းကိုဘသူမှကဲနိုင်မယ်မထင်ဘူးတန်ချောင်းကပထမတစ်ကြိမ်ပြီးတာလာထုတ်ပေးသွားမှုတဲ့ဘုံဝူးကိုချင်းအတိတ်ပဲပပပြောလိုက်ချင်းဖြစ်ပါတယ်ဟိုကျွန်တော်ချင်းချောက်နေကြတာလားအားလုံးကဘေးရကိုပြုံးပြီးသားကြီးနေကြပါတယ်ဒီတစ်ခါတော့တစ်ချိန်လုံးညင်နေတဲ့ဘုံဝူးကဘေးရကိုတေချာကြည့်ကဝင်ပြောလိုက်ပါတယ်ကုပြီလားခင်ဗျားစဉ်းစားပါအခုကိစ္စကစစ်တူရင်ခုံပေါ်မှာ အပြန်လန်ချက်ကြမဲ့ပွဲမျိုးကျောက်တော့ကနေတတ်ရင်ဘီရှော့တွေလိုကာဆယ်တွေလိုဖြစ်မယ်အိမ်မနေတတ်ရင်ထိုးကြွေးခံရမယ်အထူးသဖြင့်ဒီပွဲမှာခမရဘာမဆူဖြစ်သွားနိုင်တယ်ကိုပေတာဘာမဆူနော်ဘေးကအချက်ရိုက်သွားပါတယ်သူ့ဟာတိုက်ရိုက်ပင်ချင်းချောက်ခံရသည်မဟုတ်လားပြီးတော့ထောက်လိုင်းရင်ဆိုတဲ့ကောင်တွေကမလို့တမျိုးလူတမျိုးလောက်တံမှန်လဲသူတည်ပြီးသားပါသူတို့ဤဩစာအနာကလည်းအမြင့်ဆုံးအချင်း ရဲမျိုးနယ်မူ၃ဘွင့်အစင်လောက်ကထောက်လန်းကြီးမှတက်ကြက်လောက်ကိုလက်နောက်ပြက်ကခခရရစကားပြောနေရတဲ့အနေထားမျိုးပါကျွန်တော်တို့ခမောက်ကိုကူညီခဲ့တာတွေလည်းရှိတာပဲခမောက်ဒီတခုပဲပြန်ကူညီပေးလိုက်ရင် နောက်ပါကျွန်တော်တို့နဲ့ဆက်ဆံရင်မှလည်းချော့ချော့မွေ့မွေ့ပေါ့ဘိုးကြီးရန်နိုင်မြင့်ကလည်းဝင်ပြောလိုက်ပါတယ်ဒေဝင်ကြီးရဲ့တမာမှုတွေလက်စားမှုတွေဇာရိတာပြက်မှုတွေကိုဖော်ထုတ်တာဒိုင်းပြီကောင်းမှုလောက်တာလို့ခမောက်မှတ်လို့လည်းရပါတယ် တန်ချောင်းစကားကြောင့်ပေးတာကြည်ကျင်သွားပါတယ်။ဘက်နဲ့တမှုပူရှူခြင်းနဲ့ဘိန်းစားများလောလောဆယ်သူတို့ကိစ္စလက်မခံရင်ဘေးရာဒီနေရာမှာပြန်ကျင်မှပြန်ရတော့မည်ထို့ကြောင့်ဘေးရာဆုံးဖြတ်လိုက်ပါတယ်အာဟုတ်ပြီလေကျွန်တော်ဘာကူညီရမလဲပြောလွဲပါတယ်ကျုပ်တို့ဘေးရာစီဟာအဲ့ဒီအိမ်ရဲ့တော့တွေခဏလိုချင်တယ်အာခင်ဗျားတို့ဘာလို့ပို့လဲမင်းပိုးအတွက်လည်းရမ်းမစိုးရင်ပါလဲ ငါတို့ကလှုပ်ဝက်ကင်မရာတွေလိုက်တက်ရုံပါဘေးကသဘောပေါက်လိုက်ပါတယ်မကြသေးမီကလေးကကကလန်းကထိုနေ့ဖြစ်ပုံမှုကတော့တူကိုအချက်ကန်ခဲ့သေးတာကိုဘေးကကြားဖူးထားပါတယ်ဒုကိစ္စဖြစ်ဒုကကျောင်းရဲ့အနီးကပ်လူယုံဖြစ်တဲ့ကိုင်ကရှင်ပုံမှုမှာမိမိကိုကိုတတ်သေးသွားသေးထိပါအာဒီကိစ္စမှာကျွန်တော်တို့အနေရှိနိုင်မလားငါတို့ရှိနေတာပဲဒီကိစ္စအောင်မင်းတို့အကျိုးတော့ပိုရသွားအောင်ပဲပြေးထားရအောင် တန်ချောင်းကသွားဖြဲကပြောလိုက်ခြင်းဖြစ်ပါတယ်။ဗေရာတော့တက်ပြင်းတာချလိုက်ပါတယ်။ထုံညကဗေရာတညလုံးအိမ်မပြောပါဘူး။ထောက်လိုင်းကြီးကိုဗေရာမကူညီရင်ထောက်လိုင်းကြီးကတလျှောက်လုံးဗေရာကိုဒုက္ခလိုက်ပေးတော့မည်။ဗေရာအလုပ်တွေကလည်းသူတို့နဲ့กินလို့ရသည်မဟုတ်။နောက်ပြီးထောက်လိုင်းကြီးကလောမီတာစုကိုလည်းမကြည့်နိုင်ပါဘူး။အချို့ကိစ္စများတွင်ဗေရာခံနေ၍သာယခုကိစ္စကိုဗေရာညှင်းလိုက်ရင်တော့သူတို့ကဗေရာကိုပါ အရင်ဦးအောင်ဖြုတ်မိကအသေးချပါပဲ။ ကံမကောင်းလျင်အသက်ပါပေးလိုက်ရနိုင်ပါတယ်။ကုညီလိုက်ရင်ရောဒီကိစ္စဗီဒီယိုဖိုင်နဲ့တကွပေါက်ကြားသွားရင်ဒေတာပါကိုပါမီဆိုဒီကို ဝင်းချင်းနဲ့သူ့ဖွဲ့ကတေချာပေါက်တည်မိတာ။ဝင်းကြီးလက်တန်းကလည်းနင်းနေတော့တော့မဟုတ်။နာဖာဥက္ကဋ္ဌကြီးအိမ်တို့တကားမရှိဒါမရှိဝင်ထွက်နိုင်သည့်လူယုံတော့ပါ။ဘလို့နေနေဗီဒါတော်တော်မကောင်းလာပါဘူး။ဘာဖြစ်ဖြစ်မစ္စတာလူကိုအတီးပေးထားရင်တော့ကောင်းပြီဟုဗီဒါဆုံးဖြတ်လိုက်ပါတယ်။ ဘယ်ဘက်ကနေရမည်လဲဆိုတဲ့ကိစ္စမျိုးကဇီဝရေးကိစ္စလောင်ကစားကိစ္စတွေအဖက်ကန်းခတ်သည့်သူတို့ကပုံမြင်တတ်မည်မဟုတ်လားဗေရာမစ္စတာလူထန်ဖုန်းခေါ်လိုက်ပါတယ်မကင်ပါဘူး၃လချိန်ခေါ်သည့်အထိမကင်ပါဘူးဖြစ်ချင်ရဖြစ်ပါဝင်းကြီးထန်တို့ဖုန်းခေါ်လိုက်ပါတယ်သူဟာထောက်လန်းရေးမှခေါ်ဆောင်သွားသည်မှဖြစ်စဉ်အဆဆုံးကိုဗေရာကရှင်းပြလိုက်ပါတယ်ဝင်းကြီးကဗေရာဟမ်မပြတ်နေရနဲ့သူတို့အစည်းအဝေးအတိုင်းလိုက်လုပ်ပြီးရန်ပြန်ပြောလိုက်ပါတယ်ထို့နောက်ဗေရာအားလည်း စိတ်မပူရနဲ့ဂျေစုတန်စကားဆိုပါတယ်။နောက်တနေ့နနက်အရောက်တွင်တော့ဘေရာမေဟုဂျေမုံထံသို့ပင်မတော်ပြပါဘူး။တွားရင်လဲထောက်လိုင်းကြီးကသူ့နောက်တကောက်ကောက်လိုက်နေမိကိုမခံစားနိုင်ပါဘူး။တကားလာခောက်သဖြင့်ထဖွင့်ပေးလိုက်ပါတယ်။တန်ချောင်းမှာဘလို့လဲတော်ပြီးတော့မလား။အာဘယ်တက်နိုင်မလဲဗျာ။ပေးရတော့မှာပေါ့။ဘေရာတော်ရဲကိုတန်ချောင်းထံကမ်းပေးလိုက်ပါတယ်ဒီလိုမှပုံမောင်းမိတာယား မင်းကနေတက်ထိုင်တက်တဲ့ကောင်မှာကြီးဝမယ်ကောင်။တန်ချောင်းကထူးထူးပြောရင်လက်ထဲမှာဖိုင်တွဲကိုထောင်ပြလိုက်ပါတယ်။ဒီမှာတွေ့လား။အော်ဘာလဲဗျ။မင်းဝင်ကြီးနဲ့အိတ်ခဲတဲ့ကောင်မလေးတွေကိုငါတို့စစ်ကြောရေးလုပ်ထားတဲ့ဖိုင်တွေ။အခုမင်းစီကတော်လဲရပြီဆိုတော့ပွဲသိမ့်ပြီပေါ့ကွာ။တန်ချောင်းကဦးမျိုးကအောက်သို့ဆင်းသွားပါတော့တယ်။ဘေရာကလည်းခက်ပြုံးပြုံးပဲကြည်နေလိုက်ပါတယ်။သူအားချာညက်စေမဲ့ကျွဲနှကောင်ခပ်ပွဲကိုသူကိုယ်တိုင်တဲပေးလိုက်ခြင်းဖြစ်ပါတယ်။ နှင်းသူစားစတမ်းမှာဗိုလ်ချုပ်ရရှိချန်ဆောင်ကဗီရာကိုဖုန်းဆက်အစီရင်ခံပါတယ်ထောက်လိုင်းများလှုပ်ဝက်ကင်မရာများလာတက်သွားသည့်တဲ့မှာနောက်သုံးရကြမှာတော့ဝင်ကြီးကဗီရာကိုထုံးစံအတိုင်းစီစဉ်ပေးဖို့ဖုန်းဆက်လာပါတယ်အခုတစ်ခေါက်တွင်တော့မော်ရယ်မာလီနှစ်ယောက်စီစဉ်ပေးဖို့ပါ ဝင်ကြီးဘာတွေကြံစည်နေသည်ကိုဗီရာမသိပါဘူးစီစဉ်စရာရှိတာစီစဉ်ပေးပြီးနောက်ချန်ဆောင်ကိုအချိန်နှီးဖုန်းဆက်မိပါတယ်ထုံးနေကဝင်ကြီးနဲ့ကောင်မလေးနှစ်ယောက်ချန်တို့လာသွားတယ်တဲ့ ဘလို့ပါလဲအဲ့နောက်ပိုင်းဝင်ကြီးကဘေရာထံမဆက်သွေတော့ပါဘူးဘေရာလည်းအချင်းတွေကိုနားဆွဲနေလိုက်ပါတယ်ဘေရာတကားထဖွင့်ပေးလိုက်ပါတယ်တန်ချောင်းနဲ့ဘူကြီးရန်နိုင်မြက်နှစ်ယောက်လုံးမျက်နာတွေမကောင်းပါဘူးဘေးဘလို့လှုပ်လိုက်တာလဲဘေရာမင်းငါတို့လူလဲကြာသွားတယ်ပေါ့ဟုတ်လားတန်ချောင်းကဒေါ်ကြီးမွန်ကြီးဖြစ်ပြောလိုက်တာပါပါလေချုပ်ဘာမှနားမလဲဦးကိုတန်ချောင်းခင်ဗျားပါတွေပြောနေရလဲဘာလို့နားမလဲတာလဲ အဲ့ဒီကသူ့အနာချံကိုလာသွားတာခံပြားဝင်ကြီးမဟုတ်ဘူးတခြားတစ်ယောက်ဖြစ်နေကျုပ်တို့လူကြီးလဲအခုအဲ့ဒီဗီဒီယိုကိုလေးလပတ်အစည်းအဝေးမှာပြမိလို့ဒုက္ခရောက်နေပြီခံပြားဖို့ရအဲ့ဒီကစစ်ရုံးမှာတညာလုံးရှိနေတာလို့အလီပိုင်ပြနေတယ်အခုကာကျော်ရောဒုကာကျော်ကကျုပ်တို့လူကြီးကိုအချက်လက်တွေလိမ့်နေတင်ပြတယ်ထင်နေရပြီအခုလူကြီးကကျုပ်တို့ကိုပါထောင်းနေပြီဒီကိစ္စခင်ဗျာရှင် တန်ချောင်းပုံစံကအတော်ပင်သွေးပြတ်နေတဲ့ပုံစံပါနေဦးပြကျွန်တော်ကခမားလူခိုင်းတဲ့အတိုင်းတော်ပေးဆိုလို့ပေးလိုက်တာပဲလေဝင်ကြီးသွားတာမသွားတာတော့ကျွန်တော်လည်းဘာဆိုင်လို့ပြဘာအောင်မဆိုင်ရမှာလဲအဲ့ဒီကမော်ရယ်မတွေနဲ့သွားတာဝင်ကြီးမဟုတ်ဘူးသူတကယ်ကြီးဥကြိုင်ဖြစ်နေအဲ့ဒါမင်းသိရတဲ့ငါတို့ဘာလို့မပြောရတာလဲဟာအေးရလေဝင်ကြီးမပါပဲသူတကယ်ကြီးဥကြိုင်အဲ့ဒီကလေးမတွေနဲ့အဲ့ဒီချောင်းလစ်နေကြပဲလေသူတို့စီမှာလည်းတော့ဖို့ရှိနေတာ ကျွန်တော်တို့ကအများနဲ့အစီရင်ခံနေရအောင်ကျွန်တော်ဘာကောင်မှမဟုတ်တာဟိုခင်ဗျားတို့ပါတာခင်ဗျားတို့တေချာမှမကြည့်ကြပဲနဲ့ဟိုကျွန်တော်လာပြစ်တယ်မနေနဲ့ဗေဒိုင်းစကားမှန်နေတဲ့ဖြစ်တန်ချောင်းမှာငြိမ်သွားပါတယ်ဘူကြီးချန်တိုင်းမြစ်ကဗေဒိုင်းအခန်းကိုတေချာကြည့်ရှုနေပါတယ်ကဲကိုတန်ချောင်းကိုရန်တိုင်းမြစ်ကျွန်တော်လည်းခင်ဗျားတို့ကူညီဆိုလို့ကူညီပေးခဲ့ပြီပြီဒီကိစ္စကြီးမအောင်မမြင်ဖြစ်မှာကျွန်တော်အဖြစ်ဖို့ပြီးဒုက္ခပေးဖို့တော့မလောက်ကြပါနဲ့ဗျာဗေဒအချို့ပြန်တက်ရပါတယ် ဟုတ်ပါတယ်ဒါကျွန်တော်တို့လိုအပ်ချက်ပါပြဿနာကဒီတိုင်းဆို အထက်လူကြီးတွေကကျွန်တော်တို့အဖွဲ့အစည်းကိုအရှုံးကြီးရှိကြတော့မယ်မထင်ဘူးဟာဘုန်းကြီးဆန်တဲ့မြေကလည်းလေးပြပြကလေးဖြစ်ငါတို့တော့ထုချွေလာတင်ရတော့မယ်ပေးတာဒီကိစ္စဝင်ကြီးကသူမတရားဆွဆွဲခရရပါတယ်ဆိုပြီးငါတို့ S1 ကြီးကိုပြန်ဖြေရှင်းပေးဖို့ပြောနေတယ်တန်ချောင်းကစိတ်တက်ကြတဲ့အတန်ဖြစ် ခမားတို့လည်းမဟုတ်ဘူးကျွန်တော်ကဖြေရှင်းရတော့မှာကျွန်တော်ပါဒုက္ခရောက်တော့ပါဗျအခုကကျွန်တော်စီကဒီတော့ရတယ်ဆိုတာအဖိုးကြီးတေချာဖောက်တည်တော့ပြီဘေးကလည်းအကြမခံတရုပ်ဆောင်ရပါတော့တယ်တစ်ချိန်ကရုပ်ရှင်မင်းသမီးလင်ပြက်ခဲ့ဘူးဒီပဲဒီလောက်တော့သူလဲရပါတယ်ငါတို့အားလုံးဘဝတူတွေပါပဲကွာကဲပထူးညတွန်းတွန်းတဲ့အနေနဲ့သွားတော့ကြအောင် ဒေါ်ခါမဘေးရရင်ထဲမှာအလုံးကြီးကျသွားပါတယ်။စိတ်ထဲမှာလည်းဝင်ကြီးပါနှက်မှုကိုချီကျူးမိပါတယ်။အကွက်ဆစ်ဆစ်ဖြင့်ထောက်လိုင်းရင်းများကိုကစားပြသွားတဲ့လူလေးပါ။မင်းပြဿနာကိုဘလို့ရှင်းမလဲဆိုတာဓမ္မင်ကငါစောင့်ကြည့်နေခဲ့တာပေးတာ။ဒီပြဿနာကိုမင်းကင်တွယ်လိုက်ပုံကိုငါတို့တကယ်ချီကျူးပါတယ်။အခုဆိုဝင်ကြီးပေါ်မင်းကြိုးတစ်ချောင်းနဲ့ချီလိုက်နိုင်ပြီပဲ။ မစ္စတာလူကဘေးရာကိုသဘောတကျဖြင့်ပြောလိုက်ပါတယ်။သူ့ပုံစံကအတော်လေးပင်ပီတိဖြာနေတဲ့ပုံစံမှာ။ကဲဒီတော့ဝင်းကြီးနဲ့ငါတို့နဲ့တွေ့ဖို့အချိန်ကြပြီ။အပါကြီးရဲ့ကိုချူးရဲ့ငါရဲ့ဝင်းကြီးနဲ့တွေ့ကြဖို့ကိုမင်းကစီစဉ်ပေးပါ။အခုကိစ္စမှာမင်းရဲ့အနောက်မှာငါတို့ရှိနေခဲ့တယ်ဆိုတာသူ့ကိုအတိပေးလိုက်ပါ။အာဟုတ်ကဲ့ပါ။ကျွန်တော်စီစဉ်လိုက်ပါမယ်။အော်ဘေးရာမင်းနဲ့ဂျာနုမကြခင်သွားမယ်။ စင်ကာပူခရီးစဉ်အတွက်ပြင်ဆင်ထားလိုက်တော့အိမ်မသွားခင်မင်းနဲ့လောရှိလောက်ဆရာရှိတဲ့ကိစ္စတွေရှိနေသေးတယ်။မကြာမီဟိုတယ်တစ်ခု၏အထူးသီးသန့်ခန်းတွင်ဝင်းကြီးနှင့်သူသားအချို့လောမီသားစုဖခင်ကြီးမစ္စတာချူမစ္စတာလူညီကိုတို့ညစာဆိုင် တွေ့ဆုံကြပါတယ်။ဒေရာလောရှင်နဲ့အပါကြီးမစ္စတာချူတို့၏ကိုရံတော်များလူယုံများကိုဟိုတယ်၏အခြားအခန်းတစ်ခုတွင်ဝင်ကြီး၏ကိုယ်၏အရာရှိအဖွဲ့နှင့်အတူတဝိုင်းတည်ပေးထားပါသည် သူတို့ဘာတွေဆွေးနွေးကြသည်ကို သူတို့သွေးသားအရင်းချာများမှလွဲပြီးအခြားလူအသိခံလို့ဟန်မတူထိုညကအတော်ညံ့တဲ့တီတီသူတို့ဆွေးနွေးနေကြပါတယ်အပြန်မှာတော့ဘေရာနဲ့လော်ရှီယာမစ္စတာလူကသူ၏ရောင်လန်းချန်တို့ခေါ်ဆောင်သွားပါတယ်ထိုချက်မှာဂျာနူဂျာရွှန်အားပေါင်နဲ့မစ္စတာချူ၏လူယုံတော်၃ယောက်ရှိနေပါတယ်မစ္စတာလူကသူတို့အားလုံးကိုအေကန်တဲ့သို့ခေါ်သွားလိုက်ပါတယ်ဒီနေ့ဟာစပြီမင်းတို့အားလုံး အပြင်နဲ့အဆက်အသွယ်မလုပ်ရဘူးဒီခြံတဲကိုလည်းအပါကြီးရဲ့ကိုချူရဲ့ကလွဲပြီးခြံတဲမိသားစုဝင်တွေပါအလားမခံတော့ဘူးငါတို့အရေးကြီးတဲ့လုပ်ငန်းတစ်ခုလုပ်ကြရမယ်ကြီးမားတဲ့လုပ်ငန်းတစ်ခုတော့စတင်တော့ပြီဖြစ်ကြောင်းပေးတာသဘောပေါက်လိုက်ပါတယ်အပြင်နဲ့မဆက်သွယ်ရဆိုသဖြင့်ပေးတာကမေယူဂျေးမုံကိုတတိယမိလိုက်ပါသေးတယ်ရုတ်တရက်သူပြောက်သွားပြန်သဖြင့်ဒီကောင်မလေးစိတ်ပူနေမလား ။အဲဒါပေမဲ့သူ့ကိုအေယာနဲ့ပြန်တွေ့ပြီဖြစ်တာကြောင့်ဘေရာအားလိုအပ်ချင်မှလိုအပ်တော်မည်မဟုတ်လား။ရုတ်တရက်ငိုင်သွားတဲ့ဘေရာကိုမျက်နှာချင်းဆိုင်မှာဂျာနုကအကဲခံနေပါတယ်။ဘေရာကတတိထားမိသွားပြီးဂျာနုဟာပြုံးပြလိုက်ပါတယ်။လုပ်ငန်းများစပါပြီ။စပြီဆိုတော့ညာဘေရာတို့ကိုယ်တိုင်သူတို့ဘာလုပ်နေရမှန်းသူတို့မသိကြပါဘူး။မနက်မိုးလင်းတဲ့အုပ်စုနှစ်စုခွဲက ထွက်ကြရပါတယ်။ ဗေရာတို့ကရှစ်မိုင်လမ်းစုံရှိချန်ကျဲကြီးတစ်ချံသို့သွားပါတယ်။ဗေရာတို့ကားပေါ်တွင်မြန်မာငွေများသိန်းပေါင်းတောင်းနှစ်ချီပါပါတယ်။ထုံထုံများကိုခြာပေးပြီးတာနဲ့ချန်ထဲမှာဒေါ်လာများကို အထုတ်လိုက်ပြန်တင်လာကြရပါတယ်။ကြားရှင်တို့အဖွဲ့ကလည်းကဘာကြီးဖျားလန့်နဲ့လိုင်ပါရာရှိချန်ကျဲကြီးတစ်ခုစီသွားရကြောင်းဗေရာသိရပါတယ်။နောက်ပိုင်းမှာတော့တခြားအိမ်များတို့လည်းသွားရပြီးမြန်မာငွေများပို့ကယွမ်ဘတ်စင်ကာပူဒေါ်လာစတားလင်ပေါင်များကိုအိမ်များဖြစ်ပြောင်းလာကြပါတယ်။ ညနေပိုင်းမှာတော့အပါကြီးမစ္စတာချူတို့ပုံမှန်ရောက်လာပြီးမစ္စတာလူနဲ့အတူငွေကြေးစင်းများတွက်ချက်စစ်ဆေးကြပါတယ်။မစ္စတာလူ၏ခြံဝင်းအတွင်မှကိုတော်များတွင်နိုင်ငံခြားဝင်များဖြင့်ပြည့်ချက်နေပါတော့တယ်။ဗီရာတို့ကတော့ညဘက်များတွင် မစ္စတာလူစီစဉ်ပေးထားတဲ့အရာဝိုင်းတွင်အရက်စုတော်လာကာရာအိုကေဆက်ထားပေးထားသဖြင့်တချင်းဆိုလိုက်ကြသဖြင့်အပြင်းဖြေကြပါတယ်။တချို့တလီညများတွင်လည်းဂျာနုနဲ့ဗီရာခြံဝင်းမောင်းကြီးကြနေတဲ့နေရာများတွင်အရင်ဥယျာဉ် တိဆောက်ကြသည်ဗောတလားတိတိပြေခဲ့ပါပြီရပြီမင်းတို့အားလုံးကိုအိမ်ကိုပြန်လို့ရပြီအချိန်နေကိုနားဆွင့်ထားကြအားလုံးကိုပြန်ခိုင်းလိုက်တော့လေဘေဒါနဲ့ဂျာနုကိုမူမစ္စတာလူကပြန်ခွင့်မပြုသေးပါဘူးဘေဒါနဲ့ဂျာနုမင်းတို့နေရောက်စင်ကာပူထွက်ရမယ့်ရက်ကိုငါတို့အသိစိတ်စီစဉ်ပေးနေတယ်ဒီကြားထဲမှာဘေဒါကဈေးကွက်တစ်ခုတိဆောက်ရမယ်အဲ့ဒါချမဟုတ်ဘူးရုပ်ရှင်လောကတဲကို ငါတို့ဈေးကွက်ဖြတ်မယ်။မင်းကဈေးကွက်တည်ပြီးတာနဲ့ကြားရွှင်လက်ထဲလွှဲခဲ့လိုက်တော့ဟုတ်ပါလား။မစ္စတာလူဟာဗေရာနဲ့ဂျာနုကို ပြန်ခွင့်ပြုလိုက်ပါတယ်။ဗေရာကဂျာနုကိုကိုးမိုင်ချန်တဲ့သို့လိုက်ပို့ပေးရမည်ဖြစ်ပါတယ်။ဂျာနုဘလို့ထင်လဲ။ဘာလို့လဲကို။ဟိုကျွန်တော်တို့နှစ်ယောက်ပေါ်မစ္စတာလူပုံစံအပြောင်းသွားတဲ့ကိစ္စဟိုစင်ကူတော်နှစ်ယောက်တည်းလွတ်အောင်မှာဆိုတော့အဲ့ဒါမကောင်းလားကို။ อืมကောက်ပါတယ်ဒါပေမဲ့အစသူတို့ကဂျာနူးကိုစင်ကာပူအပီးသွားခိုက်မယ်အစီအစဉ်လေးအခုကျကျွန်တော်ဘာထည့်လိုက်တယ်ဆိုတော့တမျိုးဖြစ်နေလားလို့တိတ်ရှိရှိဝင်မစင်းစားနေပါနဲ့ကိုယ်သူတို့ကဘယ်လုံးမဆိုသူတို့ရေရှည်ကျိုးစီးပွားကိုတွက်ချက်ပြီးလှုပ်တက်ကြတာတခါတလေသူတို့လှုပ်တဲ့ကိစ္စတွေကိုလိုက်တွင်းနေခေါင်းနောက်တယ်ဂျာနူးကတော့အကုန်နဲ့တူခီးထွက်ရမှာမို့ပြောတယ်တိလား ဂျာနူးနဲ့စကားပြောနေမှာပေရာကမေယူဂျေမုံကိုဖြတ်ခနဲတတိရလိုက်မိပါတယ်။မေယူဂျေမုံဘာဖြစ်နေပြီလဲ။တလားတိတိမေယူဂျေမုံကိုသူမဆက်သွယ်ဖြစ်ခဲ့ပါဘူး။သူတို့ဖုန်းများအားလုံးကိုလည်းမစ္စတာလူကတိမ်းစီထားသည်မဟုတ်လား။အကိုဘာဖြစ်သွားတာလဲ။ဂျာနူးနဲ့ခင်းသွားမှာကိုအကိုမပြောတာလား။အဲအမ်ပြောပါလေဂျာနူးရဲ့။မကြမီဂျာနူးနေထိုင်ရာကိုမိုင်ချန်တို့ရောက်သွားပါတယ်။အကိုအထက်ဝင်အောင်မလား။ အာမွင်တော့ဘာလို့ကြာလို့အခုခံလဲပြစ်ထားတာတလားဆိုတော့တော့ပြန်ကြည့်အောင်ပါပဲဒါဆိုညနေဂျာနူဖုန်းဆက်လိုက်မယ်နော်ဘေရာဂျာနူဆင်းသွားပြီးနောက်သူ့ဤဖုန်းကိုဖွင့်လိုက်ပါတယ်အဲဒီနောက်ချက်ချင်းပဲရီဒါဤဖုန်းကိုဆက်လိုက်ပါတယ်ဟယ်လိုအော်ကျွန်တော်ဘေရာပါမယ်ရီဒါအော်ကိုဘေရာရှင်ပြောက်နေတာကြာလာပါလားဖုန်းဆက်တော့လဲစက်ပိတ်ထားရဲဆိုလို့အော်ဟုတ်တယ်ကျွန်တော်ရေးပေါ်ကိစ္စနဲ့ లై မမိတဲ့နေရာခီးထွက်သွားလို့ မေယူကြည့်မော်ရင်မေယူ သူပြန်သွားပြီလေအဗျာဟုတ်တယ်ကိုဗေတာသူပြန်သွားပြီသူ့ကိုအေးရော ကျွန်မလည်းတရားမသိဘူးအေးရဆင်းဟွာဆင်းတော့မေယူကအိမ်တွေပါတွေကဗန်ထဲမှာငွေတွေပါတွေထည့်ပေးပြီးသူတို့မောင်နှမနဲ့အတော်ဆင်ပြေနေကြသေးတယ်တရက်တော့မေယူကျွန်မအိမ်ကိုပြန်လာတယ်ညနာလည်းမကောင်းဘာဖြစ်တာလဲကျမမေးတော့လည်းမဖြစ်ဘူးနောက်နေ့ရက်နေတော့လေရင်လက်မှတ်ဖြတ်ပြီးသူပြန်သွားတာပဲ သူ့အမေကပြန်ခေါ်ပြီးထင်ပါရဲ့အဲ့လိုလည်းမဟုတ်လောက်ဘူးကိုပေးတာကျမသိတဲ့လောက်တော့သူအေးအာဆိုတဲ့လူနဲ့ပြဿနာတခုခုဖြစ်ခဲ့ပုံပဲအမေကတွက်လက်နေတဲ့ကောင်မလေးကအဲ့ရပိုင်းအတော်လေးကိုတိတာနေတာကျမလည်းသူ့ကိုအားနာတာနဲ့အတင်းကျပ်မမေးပြတ်တော့တာပဲဟိုကျွန်တော်ကသူဘာပြောသွားသေးလဲဘာမှတော့မပြောသွားဘူး ဗေဒရင်နဲ့တမျိုးခံစားလိုက်ရပါတယ်။မေဥကျိမုံအပေါ်သူ့အနေဖြင့်စိတ်ခံစားချက်ဘာမှမရှိဟုထင်ခဲ့ဘူးပါတယ်။ယခုနှုတ်ဆက်ခွင့်ပင်မရလိုက်ပဲသူမှပြန်သွားသည်ဆိုတော့ဗေဒကရီတာကိုကျေးဇူးတင်စကားဆိုရင်သူ့အိမ်ရှိရာမြို့ထဲဘက်သို့ကားမောင်းပြန်ထွက်လာခဲ့လိုက်ပါတယ်။တနေရာရောက်မှတော့လမ်းမပေါ်စီတန်းနေတဲ့လူတန်းကြီးပါ။ဘန်တခုရဲ့ရှေ့မှာတိုးဝေနေခြင်းဖြစ်ပါတယ်။ဗေဒကထိုလူတန်းကြီးကိုကြော်ကဆက်မောင်းလာခဲ့ပါတယ်။အဲနောက်ပန်းဆိုတန်း ်မေဖလာဝါဘန်ရှိတွင်လဲထုံနီး၎င်းမှာဘာဖြစ်နေကြပြီလဲဘေရာကအခြေအနေကိုအကဲခံရန်ဘန်နှင့်ခက်လန်းလန်းတွင်ကာကိုထိုးရလိုက်ပါတယ်ထို့သောအခြေအနေမျိုးဆိုရင် ထောက်လိုင်းရေးများရှိတတ်စမြင်မှုဘေရာအနည်းပတ်ဝန်းကျင်သို့မျက်လုံးကစားလိုက်ပါတယ်ထင်းတဲ့အတိုင်းပါပဲမလန်းမကန့်မှာတန်ချောင်းကြီးလက်အောင်မစစ်ထောင်လိုင်းရေးတက်ချက်ကြီးတအူးကို ကားတစ်စီးရှိတွင်တွေ့လိုက်ရပါတယ်သူ့လက်ထဲတွင်လဲကင်မရာနဲ့ပါ ထိုတက်ချက်ကြီးနေပြီလား305ကစုံမှုပြီးရင်းနေပါတယ် ဗေဒါကထိုတက်ချက်ကြီးအနည်းသို့ရှောက်သွားလိုက်ပါတယ်။ဟာကိုဗေဒါပျောက်တယ်နော်။အာဟုတ်တယ်ဆရာကြီး။အလုပ်ကိစ္စနဲ့ခီးထွက်နေလို့ဒါနဲ့အဲ့တော့ဘာဖြစ်နေကြတာလဲ။ခင်ဗျားမသိသေးဘူးလား။အာမသိသေးဘူးဗျ။ဘန်ရီဒီဝါလီခံရတော့မယ်ဆိုလို့လူတွေငွေစုပြုံထုတ်နေတာလေ။ဘန်ရီကလည်းတပတ်ကိုနည်းနည်းပဲထုတ်ပေးမယ်လို့ပြောလို့လူတွေပုံအောင်လာတာ။ခင်ဗျားမအထားတဲ့ငွေတွေရှိရင်လေပြောအောင်လေကျွန်တော်ထုတ်ပေးလို့ရရယ်နော် ဘော်ရာကြီးကတော့နည်းနည်းပါးပါးပေးရမှာမဟုတ်ကိုဗေဒာဗေဒာတော့တက်ချက်ကြီးအမိကိုပြန်မဖြေနိုင်ပါဘူးတစ်ချိန်ကဂျာနုနဲ့လက်ထက်ရဟုဆိုကသူစုဆောင်းထားတဲ့ငွေသိန်း150နီးပါးလဲဗန်များတွင်သူအပ်ထားပါတယ်ဒါပေမဲ့ဒါတွေသူစိတ်မပူအားပါဘူးသူအအောင်သွားစီတီကလွန်ခဲ့တဲ့တလလုံးလုံးသူတို့လုတ်ခဲ့ရတဲ့ငွေပေးငွေယူတည်ဆောက်မှုအကြီးကြီးများနဲ့ယခုကိစ္စတေချာပေါက်သက်ဆိုင်နေပြီမှန်းတိလိုက်ရရွေပဲ။